ကဘာဦးချမ်းအခန်းကြီး9အခန်းငယ်1မှ32အတဲဤသားစဉ်မြေဆက်စင်းရေဟူမူကလူကိုဖန်ဆင်းတော်မူသောကာလ၌မိမိပုံတွင်နှင့်အညီဘုရားသခင်ဖန်ဆင်းတော်မူ၏လူယောက်ျားလူမိန်းမကိုဖန်ဆင်း၍ကောင်းကြီးပေးတော်မူ၏ဖန်ဆင်းသောနေ့၌လည်းလူတို့သူတို့ကိုအာတန်အမည်ဖြင့်မှဲ့တော်မူ၏အာတန်သည်အသက်130ရှိသောမိမိပုံတွင်နှင့်တင်ကြီး တတရန်တဲ့သားကိုမြင်ရ၍ရှေတအမိဖြင့်မှဲ့လေ၏ရှေတကိုဖွားမြင်သောနောက်အာတန်သည်အနှစ်ရှိရာအသက်ရှင်၍သားသမီးများကိုမြင်လေ၏အာတန်သည်အသက်နှစ်ပေါင်း930ဆေသောသေလေ၏ရှေတသည်အသက်105နှစ်ရှိသောသားအေနုတ်ကိုမြင်လေ၏အေနုတ်ဖွားမြင်သောနောက်ရှေတသည်အနှစ်ရှိရာ ခုနှစ်နှစ်အသက်ရှင်၍တာသမီများကိုမြင်လေ၏ရှိတသည် အသက်နှစ်ပေါင်း930နှစ်နှစ်စိတ်တော်တေလေ၏အေနုတ်သည် အသက်60ရှိသောတာကာဤနံကိုမြင်လေ၏ကာဤနံဖွားမြင်သောနောက်အေနုတ်သည်အသက်835နှစ်အသက်ရှင်၍တာသမီများကိုမြင်လေ၏အေနုတ်သည်အသက်နှစ်ပေါင်း905နှစ်စိတ်တော်တေလေ၏ကာဤနံသည်အသက်80ရှိသော သာမဟာလီလကိုမြင်လေ၏မဟာလီလဖွားမြင်သောနောက်ကာဤနန္ဒီအနှစ်140အသက်ရှိ၍ဒါဒမီများကိုမြင်လေ၏ကာဤနန္ဒီအသက်နှစ်ပေါင်း930ရှိသောတည်လေ၏မဟာလီလသည်အသက်605နှစ်ရှိသောဒါယာရက်ကိုမြင်လေ၏ယာရက်ဖွားမြင်သောနောက်မဟာလီလသည်အသက် အနှစ်830အသက်ရှိ၍ဒါဒမီများကိုမြင်လေ၏ မဟာလီလာတီအသက်နှစ်ပေါင်း890 9နှစ်စိတ်တော်တေလီဤယာရက်တီအသက်162နှစ်ရှိတော်တာအေးနောက်ကိုမြင်လေဤအေးနောက်ဘွားမြင်သောနောက်ယာရက်တီအနည်း800အသက်ရှင်၍တာတမိများကိုမြင်လေဤယာရက်တီအသက်နှစ်ပေါင်း960နှစ်စိတ်တော်တေလီဤအေးနောက်တီအသက်65နှစ်ရှိတော် သာမတုရှလကို မြင်လေ၏မတုရှလဖွားမြင်သောနောက်အေးနောက်တီအနှစ်300ပတ်လုံးဘုရားသခင်နှင့်အတူတွားလာ၍သာတမိများကိုမြင်လေ၏အေးနောက်အသက်နှစ်ပေါင်း365နှစ်တီအေးနောက်တီဘုရားသခင်နှင့်အတူတွားလာ၏နောက်တဖန်သူတီမရှိ အကြောင်းမူကားဘုရားသခင်သိမ်းယူတော်မူသောကြောင့်တီမတုရှလတီအသက်180 နှစ်ရှိတော့တာလာမက်ကိုမြင်လေ၏လာမက်ဖွားမြင့်တော့နောက်မတုရှလာတိအနှစ်980နှစ်နှစ်အသက်ရှင်၍တာသမီများကိုမြင်လေ၏မတုရှလာတိအသက်နှစ်ပေါင်း969နှစ်စိတ်တော့သေလေ၏လာမက်တိအသက်180နှစ်နှစ်ရှိတော့တာကိုမြင်၍ဤသူဒီကထာဝရဖျား ချိန်တော်မူသောမြေ၌လှုပ်၍ပင်ပန်းစွာခံရသောငါတို့အားတတစေသောသူဖြစ်လိမ့်မည်ဟူ၍သူကိုနောအေဟူသောအမည်ဖြင့်မဲ့လေ၏နောအေဖွားမြင့်သောနောက်လာမက်သည်အနှစ်965နှစ်အသက်ရှင်၍သားသမီးများကိုမြင်လေ၏လာမက်သည်အသက်နှစ်ပေါင်း989နှစ်ဆေသော သေလေဤနောဧတီအသက်900ရှိနောဧတာကရှေမဟာမယဖက်တီ